thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ဇူလိုင်လမှာကြားဖြတ်အစိုးရပုံစံအစ်ကိုစစ်ကောင်စီပြောင်းဖွဲ့ရှိရင်ကြောင်းတင်ဆက်ပေးပါမယ်အာနာသိန်းစစ်ကောင်ဆောင်ကလာမယ့်ဇူလိုင်လမှာကြားဖြတ်အစိုးရတရက်ကိုပြောင်းလဲဖွဲ့စည်းနိုင်မယ်လို့နေပြည်တော်ရှိသတင်းအရင်းမြစ်တစ်ခုကပြောပါတယ်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကလုံကနိုင်ငံကိုအရေးပေါ်အခြေအနေကြီးညာပြီး6လစီတက်တန်းတိုးအုပ်ချုပ်နေရဇူလိုင်လ31ရက်နေ့မှာတက်တန်းကုန်ဆုံးတော့မှာဖြစ်ပြီးနောက်ထပ်6လတက်တန်းတိုးမှလာရွှေကောက်ပွဲအတွက် ြင်ဆင်မှုဖြစ်တဲ့အစိုးရအသည့်ဖွဲ့စည်းမှလာဆိုတဲ့မိန်းကုန်းကိုကြားဖြတ်အစိုးရဖြစ်နိုင်မယ်လို့လုံခြုံရေးကြောင်အမိမဖော်လို့တဲ့တရင်အရင်မြစ်တွေကပြောပါရယ်အာနာသိန်းကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းကရွှေကောက်ပွဲကို၄ဘိုင်းခွဲပြီးဒီဇင်ဘာတတိယပတ်နဲ့စတုထဘတ်2026ခုနှစ်ဇန်နဝါရီပထမပတ်နဲ့ဒုတိယပတ်တွေမှာကျင်းပပြုလုပ်မယ်လို့မန်လာ25ရင်းနေပြီးတော့မှပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစည်းအဝေးမှာပြောကြားခဲ့ပါရယ် အစိုးရပုံစံကိုမြည်တုတ်ဖွဲ့စည်းမယ်ဆိုတာကိုအသေးစိတ်ပြောဖို့တော့တရင်အရင်မြစ်ကညင်းဆန်ပါတယ်။ဝါရီနိုင်ငံရေးအကြက်ခတ်တဦးကတော့ဦးတန်းစိုးနိုင်ကစစ်ကောင်စီဖွဲ့ဝင်တွေလွှမ်းမိုးနေတဲ့အစိုးရပုံစံကနေအရက်သားပုံစံဘက်ကိုပြောင်းပြီးတော့ဖွဲ့ဖို့မျှော်လင့်ပါတယ်။ဒါကြောင့်သူမင်းအောင်လိုင်းနေနဲ့သမရတို့ဝင်ကြီးချုပ်ရာဒူးတို့တွေကိုတော့တခြားသူတွေနဲ့အစားထိုးလာနိုင်တဲ့အခြေအနေမျိုးရှိရလို့ရှုဆအကြောင်းပြောပါတယ်။အစိုးရပုံစံအတင်မှာစစ်ကောင်ဆောင်နေနဲ့ကာကွယ်ဦးစီးချုပ်တာဝန်ကိုသာဆက်ယူထားနိုင်တယ်လို့သူကအဆက်ပြောပါတယ်။မင်းအောင်လိုင်းကစစ်ကောင်စီမှဥက္ကဋ္ဌရဲ့အစိုး င်းရအဖွဲ့မှဝင်ကြီးချုပ်ဖြစ်နေခင်ရက2024ခုနှစ်ဇူလိုင်လ31ရက်နေ့ကအရေးပေါ်အခြေအနေတက်တန်းတိုးချိန်မှာယာယီသမရဖြစ်သူဦးမြင့်စွေကျမ်းမာရေးမကားလို့မတက်ရနိုင်ခင်ရကယာယီသမရတာဝန်ကိုပါလွှဲပြောင်းယူခဲ့ပါတယ်။စေယုစုကဆက်လက်ကိုင်းဆွဲထားတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေအရကာလွန်ကိုနိုင်ငံတော်သမရဒုတိယသမရနှစ်ဦးကြည်သူလွတ်တော်ဥက္ကဋ္ဌအမျိုးသားလွတ်တော်ဥက္ကဋ္ဌကာကွယ်ဦးစီးချုပ်ဒုတိယကာကွယ်ဦးစီးချုပ်ကာကွယ်ဝင်ကြီးနိုင်ငံတိုင်းဝင်ကြီးပြည်ရေးဝင်ကြီးနေဆိုင်ရဝင်ကြီးအပါအဝင်စုစုပေါင်း70ဦးပါဝင်ပါတယ်။ ဒါပေမဲ့2021ခုနှစ်ဖေဖော်ဝါရီလတရနေ့မှာစစ်တပ်ကအာဏာသိမ်းပြီးနောက်ရွှေကောက်ခံအစိုးရရဲ့တမရဥဝင်းမြင့်ဖမ်းဆီးခံထားသလိုအမျိုးသားလွတ်တော်ဥက္ကဋ္ဌမန်ဝင်းခိုင်တန်းကအာဏာသိမ်းစစ်အုပ်စုကိုတော်လှန်ရေးအမျိုးသားညီညွတ်ရေးအစိုးရရဲ့ဝင်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ဒုတိယတမရဦးဟင်နရီဘန်တင်းယူကအစောပိုင်းမှာကာလုံအစည်းအဝေးများတက်ရောက်နေခဲ့တော့လေ2024ခုနှစ်အေပီလ22ရက်နေ့ကလေးကအကြမ်းမကြီးကြောင့်အနားယူခဲ့တယ်လို့သိရပါတယ်။ နောက်ထပ်တစ်ပုံအနေနဲ့ရွေးကောက်ပွဲအတွက်မီးစင်ကြည့်ရမယ်သဘောလို့နိုင်ငံပါတီတွေပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုယာတာသတ်မှတ်ပြီးဖြစ်တဲ့အတွက်အချိန်မီကြိုတင်ထုတ်ပြန်ပြီးမယ်လို့မေလ16ရက်နေ့မှာအတည်ပြုထုတ်ပြန်ပါတယ်လာမယ့်2025ခုနှစ်ဒီဇင်ဘာလတတိယပတ်ကနေနောက်နှစ်ဇန်နဝါရီဒုတိယပတ်အတွင်းရွေးကောက်ပွဲကျင်းပမယ်လို့သာကြေညာထားပြီးနိုင်ငံပါတီတွေရဲ့မဲဆွယ်စည်းရုံးရေးကာလကိုလည်းသတ်မှတ်ထားတာမရှိသေးပါဘူးကော်မရှင်ဘက်ကရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မယ်လို့ ော်ကိုစလေလောင်းရေအမြင်စင်စီစစ်ပြီးချိန်မှာမဲဆွဲစီယုံရင်ကာလကိုတတ်မှတ်ကြီးညာသွားမယ်လို့ထုတ်ပြန်ချက်မှာအတည်ပြုထားပါတယ်။ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌမန်းအောင်ပြည်စိုးကဒီဇင်ဘာမှာရွှေကောက်ပွဲကျင်းပဖို့ရှာထားတယ်ဆိုတဲ့အကြောင်းကြားစာကို UEC ကသာပြပို့လာတဲ့အတွက်ဘာမှလုံးလို့မရသေးဘူးလို့သတင်းဌာနကပြောပါတယ်။ဒီဇင်ဘာလမှာလုပ်မယ်လို့ကြီးညာထားတယ်ဆိုပေမဲ့ဘယ်ရက်လဲဘယ်နေရာတွေမှာလုပ်မလဲဘယ်နည်းအတိအကျလဲဆိုတာဟာကမလာသေးတဲ့အတွက်ကျွန်တော်တို့လည်းစောင့်နေကြတာပဲပါတီထောင်ပြီးဖြစ်တဲ့အတွက်ရွှေကောက်ပွဲတော်ဝင်ရ မှာပေါ့ဒါပေမဲ့ကရင်ပြည်နယ်အစိုးရအခြေအနေအလုံးတည်ပါတယ်ကျွန်တော်တို့ကမြို့နယ်တိုင်းရွှေကောက်ပွဲလုပ်ပြီးမှလားအဆင်ပြေတဲ့မြို့နယ်လောက်ပဲလုပ်မှလားဒါကမသိရသေးလို့ကျွန်တော်တို့ဘာမှလုံးလို့မရဘူးလို့ဆိုပါတယ်စစ်ကောင်စီရဲ့ပြည်ထောင်စုရွှေကောက်ပွဲကော်မရှင်ဘက်ကရွှေကောက်ပွဲဆိုင်ရာနေမြေတပ်မတ်မှုနဲ့ကျင်းပမယ့်ရည်ကြီးညာပြီးရင်တော့ကိုယ်စလဲလောင်ရွှေချယ်ဖို့လှုပ်ရှားမယ်လို့သူကဆက်ပြောပါတယ်ကော်မရှင်ရဲ့လုံထုံးလုံနည်းတွေရောရွှေကပွဲကျင်းပမယ့်ရက်သတ်မှတ်ပြီးလွတ်တော်ကိုယ်စားလှယ်လောင်းအမည်စရင်တင်သွင်းတာစီစစ်တာတွေကိုသက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲတွေကဆောင်ရွက်ပြီးရပါတယ် အဲဒီကနေလွတ်တော်ကိုစလင်လောင်အမည်စင်းကိုထုတ်ပြန်ကြီးညာပေးပြီးရင်တော့ပြတ်ထန်းထားတဲ့ရွှေကောက်ပွဲဆိုင်ရာဥပဒေနီဥပဒေအမိန်ညွှန်ကြားချက်တွေနဲ့အညီမဲဆယ်စည်းရုံးခွင့်ပေးမှာဖြစ်ပါတယ်။ဒါကြောင့်ရွှေကောက်ပွဲဝင်ပြိုင်ကြမယ့်နိုင်ငံပါတီတွေအတွက်မွေးဆယ်စည်းရုံးရဲ့ကာလမတန်ခင်ရွှေကောက်ခံကိုစလင်လောင်တွေကိုရွေးချယ်ဖို့အချိန်ကာလအပြင်၃လကျော်လောက်သာရရှိတော့မှာပါစစ်ကောင်ဆောင်ကဒီဇင်ဘာလတတိယပတ်မှာရွှေကောက်ပွဲကျင်းပမယ်လို့ပြောထားတာမို့အဲဒီရက်မတိုင်ခင်ရက်ပေါင်း60အတွင်းတနည်းအားဖြင့်အောက်တိုဘာလတတိယပတ်မှာမဲဆယ်စည်းရုံးကာလဖြစ်သတ်မှတ် လာတာဖြစ်နိုင်ပါတယ်။ ဒါအပြင်ကိုစလင်လောင်းတို့ရဲ့အမည်စင်တင်သွင်းဖို့ကိုလည်းပြီးခဲ့တဲ့2020ရွှေကောက်ပွဲမှာမင်းဆွေစီယုံကြီးကာလာမတိုင်ခင်တလားကျော်လောက်ကြိုတင်တာဖြစ်လို့စက်တင်ဘာလပထမပတ်တွင်ကော်မရှင်ကအကြေညာလာနိုင်ပါတယ်ဒီပေါ်ပြတ်ထန်းထားတဲ့ရွှေကောက်ပွဲဆိုင်ရာဥပဒေနဲ့ညီနိုင်ငံပါတီတွေဘက်ကသက်ဆိုင်ရာပါတီမူဝါဒတွေနဲ့ကန့်ညီမဲ့ကိုစလင်လောင်းတွေကိုလက်ရှိချိန်ကစပြီးဩဂုတ်လအထိရွေးချယ်ဖို့အချိန်ရမှာပါမွန်တိုးတက်ရေးပါတီကောင်းဆောင်တအုပ်ကလက်ရှိအခြေအနေအရရွှေကောက်ပွဲကျင်းပနိုင်မယ့်မြို့နယ်တွေကိုအရင်ကြေညာပေးရမှာဖြစ်ပြီးအဲ့ဒီပေါ်မူတည်ပြီးကိုစလင်လောင်းရွေးချယ်ဖို့စဉ်းစား ားမှာလို့ပြောပါတယ်။ရွေးကောက်ပွဲကျင်းပမဲ့မြို့နယ်ဖြစ်ဖြစ်ခရိုင်ဖြစ်ဖြစ်အရင်ကြီးညာမှာပေါ့အဲ့ဒီပေါ်မှာမူတည်ပြီးမှသက်ဆိုင်တဲ့ကိုယ်စားလှယ်တွေကိုကျွန်တော်တို့ရွေးချယ်ဖို့အစီအစဉ်ရှိတာပေါ့ဘယ်မြို့နယ်ဘယ်ဒေသကိုမလုံနိုင်ဘူးဘယ်ဒေသကိုလုံမယ်ဆိုတာကတော့ကျွန်တော်တို့အရင်ပြက်ပြက်သားသားသိဖို့လိုမှာပေါ့ဒါပြီးတော့မှဒုတိယအဆင့်ကိုယ်စားလှယ်လောင်းကိုစဉ်းစားမှာပေါ့လို့ဆိုပါတယ်။ဒါကြောင့်ကိုယ်စားလှယ်လောင်းအမြင့်ဆုံးတည်သွင်းတာအရင်လားရွေးကောက်ပွဲကျင်းပမဲ့ရဲ့ကြီးညာပြီးတော့မှပဲမဲဆွယ်စည်းဝေးကာလအချိန်ဘလောက်သတ်မှတ်တယ်ဆိုတဲ့ပုံမူတည်ပြီးမီးစင်ကြီးကမယ်လို့သူကဆက်ပြောပါတယ်။ ရွေးကောက်ပွဲကိုတော့ electronic မဲပေးဆက်နဲ့အသုံးပြုမှာဖြစ်ပြီးကျင့်သုံးမဲ့စနစ်ကိုတော့92အကုံယူစနစ် FBTR TP နဲ့ PR လို့ခေါ်တဲ့အချိုးကျကိုစားပြုစနစ်နှစ်ခုတွေကဘယ်ဟာကိုကျင့်သုံးမလဲဆိုတာမကြေညာရသေးပါဘူး။လုံခြုံရေးအရကိုစလဲလောင်းအမည်စင်းတွေကိုကြေညာဖို့အခက်အခဲရှိနိုင်တာမို့ပြည်내လွှတ်တော်နဲ့မြို့သားလွှတ်တော်တွေမှာ clueless PR စနစ်နဲ့တွားတင်တယ်လို့ထောက်ပြတဲ့ပါတီတွေလည်းရှိပါသေးတယ်။လက်ရှိမှာ commission ကနေတည်ဆဲနိုင်ငံကြီးအဖြစ် 54ပါတီခွင့်ပြုပေးထားပြီးအဲ့ဒီထဲက6ပါတီကတနိုင်ငံလုံးစီယုံမှာဖြစ်ပြီးကြံ55ပါတီကတော့တိုင်းဒါမှမဟုတ်ပြည်နယ်တစ်ခုအတွင်းမှာသာစီယုံနိုင်မှာပါ အဲ့ဒီပါတီတွေကတတ်မှတ်ရုံကအရေးအတွက်ဖွင့်လှစ်ထားနိုင်တယ်လို့မဖွင့်လှစ်နိုင်သေးတဲ့ပါတီတွေကိုတော့ရွှေကောက်ပွဲကျင်းပမယ်ရက်မတိုင်ခင်ရက်ပေါင်း90ကျူတင်ပြီးတတ်မှတ်ရုံကပြည်မိနိုင်ဖို့လှုံ့ဆော်မယ်လို့ကော်မရှင်ကဆိုပါတယ်တစ်ဖက်မှာနေမြေအခြေအနေအကန့်အသတ်ရှိလာကြောင်းလုံခြုံရေးကောင်းမွန်တဲ့မြို့နယ်တွေမှာပါတီရုံကနေယာယီတွဲဘက်ဖွင့်လှစ်ခွင့်ပြုထားပြီးပါတီတွေအတွက်ကော်မရှင်ကဖြည့်လျော့ပေးပြီးဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်ဆက်လက်ပြီးမွန်ပြည်နယ်မှာစစ်မှုရန်ပတ်စဉ်73အတွက်လူငယ်140နီးပါးစစ်သားစုဆောင်ခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်မွန်ပြည်နယ်မှာစစ်ကောင်စီဖွင့်လှစ်မယ်စစ်မှု ိုရန်ပတ်စဉ်73အတွက်လူငယ်140နီးပါး စစ်သားစုဆောင်ခံရတယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်စစ်သားစုဆောင်ခံရတဲ့လူငယ်တွေကိုမေလ18ရက်နေ့ကမော်လမြိုင်မြို့ရှိအရှိတောင်တိုင်းစစ်ဌာနချုပ်ရဲ့နေမြင့်ကန်တနန်းကျောင်းမှာစစ်ကောင်စီကမွန်ပြည်နယ်ဝင်ကြီးချုပ်ဦးအောင်ကြည်သိန်းဦးဆောင်တဲ့ဖွဲ့ကတွားရောက်တွေ့ဆုံခဲ့ပါတယ်စစ်မှုရန်တပ်သားစုဆောင်ခံရတဲ့အရေးအတွက်ကိုစစ်ကောင်စီဘက်ကထုတ်ပြန်တာမရှိပေမဲ့မှတ်တမ်းဓာတ်ပုံတွေရစစ်သားစုဆောင်ခံရတဲ့လူငယ်140နီးပါးရှိပါတယ်စစ်မှုရန်ပတ်စဉ်73အတွက်စစ်သားစုဆောင်ခံရတဲ့လူငယ်တွေကစစ်ကောင်စီရဲ့အတင်းအဓမ္မဖမ်းဆီးခံရပြီးရနောက်တပ် ်သားစုဆောင်ခံရသူအများဆုံးပါဝင်တယ်လို့စစ်ကောင်စီနဲ့နှိဆက်သူတွေရဲ့ပြောပြချက်အရာတရားပါတယ်စစ်ကောင်စီကစစ်မှုထမ်းဖို့အတွက်အသက်အရွယ်မပြည့်သူတွေကိုစစ်မှုထမ်းမခေါ်ဖို့ပြောနေပြီးမြေဒေတာတွေမှာတော့အသက်မပြည့်သေးတဲ့လူငယ်တွေအပြင်ကျန်းမာရေးမကောင်းတဲ့လူငယ်တွေကိုပါတသားသစ်စုဆောင်နေတာတွေရှိပါတယ်တရင်ဌာနကပြုစုထားတဲ့အချက်အလက်တွေကမုံကြီးနယ်မှာစစ်ကောင်စီရဲ့ပြည်သူစစ်မှုထမ်းတင်နယ်ပတ်စင်တကနေပတ်စင်စနစ်အထိဒေတာတွေကလူငယ်2100ထက်မနည်းစစ်သားစုဆောင်ခံနေရပါတယ်ဆက်လက်ပြီးတပတ်အတွင်းထိုင်းမြန်မာနယ်စပ်ကစစ်တပ်စခန်းလေးကိုသိ င်းပိုက်ခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်လိုင်းပွဲမြို့နယ်နဲ့တနင်္သာရီတိုင်းဒဝဲမြို့နယ်ရှိစစ်ကောင်စီတရင်မဆုပ်တန်းခန့်စစ်စခန်း၄ခုကိုတော်လန်းအင်အားစုပူးပေါင်းတပ်ဖွဲ့တွေတင်ပိုက်ရရှိခဲ့တယ်လို့ KNU ဗဟုရဲ့ထုတ်ပြန်ချက်တွေရသိရပါတယ်။တော်လန်းအင်အားစုပူးပေါင်းတပ်ဖွဲ့တွေကမေလ၉ရက်နေ့ကကရင်ပြည်နယ်လိုင်းပွဲမြို့နယ်ရှိတခေါပီကွီစစ်စခန်းနဲ့တနင်္သာရီတိုင်းဒဝဲမြို့နယ်ရှိထီခိပြူဝါစခန်းတို့ကိုတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။မေလ၇ရက်နေ့ကလည်းထိုင်းမြန်မာနယ်စပ်နဲ့ ကရင်ပြည်နယ်လိုင်းပွင့်မြို့နယ်ရှိစစ်ကောင်စီရဲ့တာလဲပြူဝါစခန်းကိုပြန်လည်သိမ်းပိုက်ခဲ့တာဖြစ်ပြီးတာလဲပြူဝါစခန်းကစစ်တပ်အတွက်စင်ရေးအရာအရှိပါတဲ့တပ်စခန်းတစ်ခုဖြစ်ပါတယ်။1989ခုနှစ်မှာစတင်တပ်ဆွဲခဲ့တဲ့တာလဲပြူဝါစခန်းကိုကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL လေးဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကနှစ်ပေါင်း36နှစ်ကြာမှပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။မေလ16ရက်နေ့ကလည်းကရင်ပြည်နယ်လိုင်းပွင့်မြို့နယ်ရှိစစ်ကောင်စီရဲ့မော်ကွီးလူစခန်းကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အလုံးထွက်ပြေးသွားတယ်လို့ကရင်မျိုးသားစီယုံ KNL ဘို့ဟုက ဆိုပါတယ်။ထိုင်းမြန်မာနယ်စပ်ကစစ်တပ်စခန်း၄ခုတိုက်ခိုက်သိမ်းပိုက်ခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီကတစုံတရာသတင်းထုတ်ပြန်တာမရှိဘူးလို့ဖော်ပြပါရှိကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။